ကဘာပေါ်မှာနိုင်ငံတွေကဘာလို့စစ်တိုက်ကြတာလဲတခါလေကြတော့လဲဘာလို့ပြန်ပြီးလက်တွဲကြတာလဲအဲ့လိုမျိုးမေကွန်းတွေခေါင်းထဲရောက်ဖို့ပါသလားကဲဒီနေ့မှာတော့အဲ့ဒီလိုရှုပ်ထွေးလာတဲ့ကဘာအရေးခင်းနေတဲ့နောက်ွယ်ကအကြောင်းတရားတွေကိုနားလည်နိုင်ဖို့အပြည့်ပြည့်ဆိုင်ရာဆက်ဆံရေး theory တွေကိုအတူတူလေ့လာရင်းအပြေရှားကြည့်ကြရအောင်ပါဟုတ်ပါတယ် ကပတ်စခုံကြီးကိုကြီးလိုက်ရင်နေတိုင်းလိုလိုပဲထဏရာမှာစစ်ဖြစ်နေလိုက်ထဏရာမှာကုံသွဲရေးသဘောတူညီမှုတွေလုံးနေလိုက်နဲ့တော်တော်လေးကိုရှုပ်ရက်ခံနေတာပါဒီကိစ္စတဲ့အားလုံးကဘာကြောင့်ဒီလိုဖြစ်နေရတာလဲဆိုရင်ရင်ခါအကြောင်းတရားကိုနားလည်ဖို့စ조사ရတာကတကယ်တော့မလွယ်ပါဘူးအမတော်အထက်တော့ချက်ကဒီဖြစ်ရတဲ့ကိုဘလို့ရှုမြင်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေပါတယ်ဆိုလိုတာက theory တစ်ခုချင်းစီကကဘာအရေးခင်းတွေကိုချိပေါ်ထွက်မတူညီတဲ့ဖြန့်ပြီးလူတလက်စီပေးထားတယ်လို့ပါပဲ ဲဒါဆိုရင်ပထမဆုံးမှတ်မိလို့ကိုတက်ပြီးတော့ဒီကဘာကြီးကိုတူတူချောင်းကြည့်လိုက်ကြအောင်။ကဲပထမဆုံးအနေနဲ့ realism ဒါမှမဟုတ်လက်တရကြကြရှုမြင်သုံးသပ်မှုနဲ့စလိုက်ကြရအောင်။ဒီအမြင်ကနိုင်ငံတကာဆက်ဆံရေးလောက်ကမှဆိုရင်တက်တန်းအရင်ဆုံးဩဇာအကြီးမားဆုံးရှုထောင့်နေတဲ့ကတခုလိုတော့ပြောလို့ရပါတယ်။ realism ရဲ့အဓိကအဆိုကတော့ဗျာကဘာကြီးဟာမမက်စရိုက်ဆန်တယ်လို့ပြောတယ်။ဒါပေမဲ့ဒီနေရာမှာပယံပရာဖြိုဖျဲဖြစ်နေတာကိုဆိုလို့လည်းတော့မဟုတ်ဘူးနော်။ ဘလို့လဲဆိုတော့ကဘာကြီးကိုအုပ်ချုပ်မယ်ကဘာအစိုးရရဲ့လို့မရှိဘူးကဘာရဲတဖွဲ့ဆိုတာလည်းမရှိဘူးအဲ့တော့နိုင်ငံတိုင်းကကိုယ်လုံယုံကြီးရဲ့အတွက်ကိုယ်တိုင်မဲ့တာဝန်ယူရတယ်ဆိုတဲ့သဘောပါပဲဆိုတော့ဒီအခြေခံယူဆချက်ဒီပေါ်မှာမူတည်ပြီးတော့ EH Car တို့ Canada Walls တို့လို Realist Trade Hotel တွေကဘာကိုကောက်ချက်ချလဲဆိုတော့နိုင်ငံတကာတက်အရေးကြီးဆုံးအရာဟာအာဏာနဲ့လုံခြုံရေးပဲဖြစ်တယ်ပေါ့ဘာလို့လဲဆိုတော့အုပ်ချုပ်မှုမရှိတဲ့ဒီလိုကမ္ဘာစနစ်ကြီးထဲမှာကိုယ်မအင်ဟာအလွန်အလောက်ရှိမှသာကိုယ်နိုင်ငံရဲ့ရှင်သန်ရည်ရည်ကိုအာမခံနိုင်မှာမဟုတ်လား Hans Morgan တောင်းကနေစပြီး Henry Kissinger အထိဒီနာမည်ကြီးတွဲခေါ်ပညာရှင်များလုံးကဒီအာနာလွန်ဆွဲပွဲကိုလူသားတွေနဲ့နိုင်ငံတွေရဲ့တဘာဝရှောင်လွှဲလို့မရတဲ့အဖြစ်မှန်တစ်ခုအနေနဲ့ရှုမြင်ကြတယ်။အထင်ရှားဆုံးအမှောင်ကိုပြောရရင်တော့စစ်အိတ်တိုက်ပွဲကာလလုံးက American နဲ့ Soviet Union တို့ရဲ့အပြိုင်မှုပေါ့။ဒါဟာ realist theory ကိုလက်တွေ့မှာတွေ့မြင်ခဲ့ရတဲ့အကောင်းဆုံးတာလီကာတစ်ခုပါပဲ။ ။ဒါပေမဲ့ခဏလေးစဉ်းစားကြည့်အောင်ဒီ realist အရင်ကနည်းနည်းလေးအစိုးမြင်လို့နေသလားလို့နိုင်ငံကြီးဆိုတာအမြဲတမ်းအားပြိုင်နေုံပဲလားအတူတူပူးပေါင်းဆောင်ရွက်လို့ရောတကယ်မရနိုင်ဘူးလား။အဲဒီမေကွန်းဒီကနေပဲကျွန်တော်ရဲ့ဒုတိယမြောက်မှမြေလူ liberalism ဆိုတာကိုရောက်လာတာပါပဲ liberalism ကတော့ realism နဲ့ပြောင်းဖြန်လို့ပြောရမှာပဲသူကပိုပြီးအကောင့်မီနဲ့ shoot down ကိုပေးတယ်သူတမ်းမူတွေငိမ့်ချင်းကြီးတွေအတွက်ဖြစ်နိုင်ခြေတွေကိုအဓိကထားပြီးကြည့်ပါရင် လီဘရယ်တွေက realism ကိုဘယ်လိုစိန်ခေါ်လဲဆိုတော့ဟုတ်တယ်နိုင်ငံတွေကအရေးကြီးတယ်ဒါပေမဲ့နိုင်ငံတွေတစ်ခုတည်းတဲ့အဓိကဆက်ကမဟုတ်ဘူးလို့သူတို့ကပြောတယ်ကုလသမဂါလို့နိုင်ငံတကာဖွဲ့စည်းတွေနိုင်ငံတကာ corporation ကြီးတွေ NGO တွေဒါတွေအားလုံးကလည်းကဘာစကုံပေါ်မှာအရေးပါတဲ့အခန်းကဏ္ဍနဲ့ပါဝင်နေတယ်လို့မြင်ကြပါတယ်ဥပမာ Norman Angel ဆိုတဲ့တွေးခေါ်ရှင်ကဘာပြောလဲဆိုတော့ စီးပွားရေးရအပြန်လန်ချိတ်ဆက်နေတဲ့နိုင်ငံနိုင်ငံကြားမှာစစ်ဖြစ်တယ်ဆိုတာကကိုယ့်ခြေတော့ကို ပြန်ဖြစ်တာနဲ့အတူတူပဲတဲ့နှစ်ခလုံးနာတာပဲ American သမ္မတဟောင်း Woodrow Wilson ကလည်းဒီလိုပဲဥရောပသမ္မတလိုမျိုးအဖွဲ့အစည်းတွေကနိုင်ငံတွေကြားမှာပူးပေါင်းဆောင်ရွက်မှုကို အားပေးတယ်အဲ့ဒီကနေတဆင်ပဋိပက္ခကိုရှော့ချနိုင်တယ်လို့သူကအခိုင်အမာယုံကြည်ခဲ့လာပေါ့ကဲအခုဆိုရင်ကျွန်တော်တို့မှာပြိုင်ဘက်အမြင်ကြီးတစ်ခုရှိနေပြီတစ်ခုကအာဏာပြိုင်ဆိုင်မှုတွေနဲ့ပြည့်နေတဲ့ realist ကပါ နောက်တစ်ခုကတော့ပူပေါင်းဆောင်ရွက်မှုကနေငင်းချမ်းရေးကိုတိဆောက်နိုင်တဲ့ဆိုတဲ့ liberal ကပါဒါမဲ့ခဏလေးဒီပြင်တစ်ခုလုံးကတော့ပြည့်စုံရဲ့လားတစ်ခုခုမြတ်မေချန်နေကြသလိုတစ်ခုခုကိုလစ်လူချူထားသလိုများဖြစ်နေမလားအနန်အဲ့ဒီမိကုံကပဲကျွန်တော်တို့ကိုတတိယမြောက်အရေးအကြီးဆုံးရှုထောင့်တစ်ခုစီခေါ်သွားတာပါဒီတခါတော့ဒီရှုထောင့်ကကဘာကြီးကိုဘလို့လေ့လာသုံးသပ်မလဲဆိုတော့အခြေခံအမိဒီကိုပါပြန်ပြီးမေကွန်ထုတ်စိန်ခေါ်လိုက်တာမျိုးဖြစ်ပါတယ် critical theories ဒါမှမဟုတ်ဝေဖန်ပိုင်းခြားတဲ့ theory တွေကကဘာကြီးကဘာဖြစ်နေလဲဆိုတာကိုရှင်းပြကြုံတတ်တတ်မဟုတ်တော့ဘူးသူတို့ကဘာဖြစ်လို့ဒီလိုဖြစ်နေတာလဲဒီလိုဖြစ်နေတဲ့နိုင်ငံတကာစနစ်ကြီးကဘလို့ဖြစ်ပေါ်လာတာလဲပြီးတော့အရေးကြီးဆုံးကအဲ့ဒီစနစ်ကြီးကဘသူ့ရဲ့အကျိုးရှိဖို့ကိုအဓိကအကောက်အဝေးဖေးနေတာလဲဆိုတာကိုပါမေးခွန်းထုတ်လာပါတယ် Greco opinion ချင်း Robert Cooks ရဲ့အလိုမဲကြိုကြတဲ့အဆိုတစ်ခုရှိပါတယ် theory ဆိုတာဘယ်တော့မှဘက်မလိုက်ပဲမရှိဘူးတဲ့ theory တိုင်းဟာတဆုံတရားအတွက်နဲ့ EU ချက်တစ်ခုအတွက်အမြဲတည်ရှိနေတယ်ဆိုပြီးသူကပြောတယ်။တနည်းအားဖြင့်ပြောရရင် theory တိုင်းရဲ့နောက်ွယ်မှာတန်းပို့ထားမှုတွေအကျိုးစီးပွားတွေအမြဲနဲ့ရှိနေတယ်။မြင်းနဲ့ပြင်မှာမြင်းနေရတော့ရိုးရိုးရှင်းရှင်းမဟုတ်ဘူးဆိုတဲ့သဘောပါပဲ။ဒီနေ့မှတကယ်ကိုစိတ်ဝင်စားဖို့ကောင်းတာကဒီ critical lens ကကျွန်တော်ရဲ့အမြင်ကိုဘလောက်ထိချဲ့ပေးလိုက်တယ်လဲဆိုတာပဲ။ဥပမာ Cynthia Enlow ဆိုတဲ့ပညာရှင်က မေးလေနိုင်ငံတကာနိုင်ငံရေးကိုစစ်ဘုတ်ကျုပ်တွေ တမရတွေတဏမန်တွေရဲ့မဲလုံးနေပဲမကြည့်ပဲတာမန်အင်ကူအမျိုးသမီးတယောက်စိတ်ယုတ်ကလို့တမတယောက်ရဲ့အတွေ့အကြုံနဲ့တဆင်ကြည့်လိုက်ရင်ရောကမ္ဘာနိုင်ငံရေးကဘလို့ပုံစံဖြစ်သွားမလဲတဲ့အန်အောဆရာကောင်းလောင်းအောင်ကိုကွဲပြားတဲ့ရှူတောင့်တက်တွေအရင်ကမမြင်ခဲ့ဘူးတဲ့အဖြစ်မှန်တွေကိုမြင်လာစီမှာပါ ။ဒါဒီမန်ဘီလိုတုံးခုကိုကဘာရေခင်းတွေကို question ဆက်ဖျားဖို့အတွက်အကောင့်တဲ့ tool kit တစ်ခုလို့သဘောထားလို့ရပါတယ်။တခုတည်းနဲ့တော့ဘယ်တော့မှမလုံလောက်ဘူး။ဒါပေမဲ့ဒီတုံးခုစလုံးကိုပေါင်းစပ်အသုံးပြုလိုက်တဲ့အခါမှာတော့ဖြစ်တဲ့ခုကိုပို့ပြီးပြပြဆုံဆုံပပေါင်းဆောင်ကနေမြင်နိုင်တဲ့ပုံရိပ်တစ်ခုကိုရရှိစေမှာထင်ကြပါတယ်။ဒါကြောင့်အရိကမှတ်ထားရမယ့်အချက်ကတော့ဒါပါပဲ။ကဘာကြီးကိုနားလည်ဖို့ဆိုရင်မန်ဘီလိုတလက်တဲနဲ့ကြည့်လို့မရဘူး။ဒီရှုထောင်းနေကြမှာလွားတလို့ပြောင်းလဲတုံးသက်ကြီးမှသာကဘာဖျက်တဲ့အပေါ်မှာ ရိုးရိုးရှင်းရှင်းအပေါ်ရမ်းမြင်ခင်းနဲ့ပိုးပြီးနည်းနည်းဖြစ်ဆုံးတဲ့နားလည်မှုတစ်ခုစီကိုကူးပြောင်းသွားနိုင်မှာဖြစ်ပါတယ်။ဒီအချက်ကပဲကျွန်တော်တို့ရဲ့နားလည်မှုဆိုတာအမြဲတမ်းပြောင်းလဲတိုးတက်နေရမယ်ဆိုတာကိုတက်တည်ပြောင်းနေတာပါ။ကဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေးခွန်းတစ်ခုချန်ထားခဲ့ပါစေ။အခုရာဒီယိုတို့ပြောင်းလဲမှုတို့ AI နည်းပညာရဲ့အရှင်ဟုန်နဲ့တိုးတက်လာမှုတို့လို့ဒီကဘောင်လုံးရင်ဆိုင်နေရတဲ့စင်ခုံမှုတက်တည်အတွက်ရောကျွန်တော်တို့လက်ထဲမှာရှိတဲ့ဒီ theory မှာ blue တွေကလုံလောက်ပါအောင်မလား။ ဒါမှမဟုတ်ဒီလိုရှိန်နဲ့ပြောင်းလဲနေတဲ့ကဘာကြီးကိုနားလည်နိုင်ဖို့အတွက်မန်ဘလူးအသက်တီတည်ထွင်ဖို့လိုအပ်နေပြီလား